Okay အားလုံးမင်္ဂလာပါကျွန်တော်ရေ no main new trade channel ကနေကြိုဆိုလိုက်ပါတယ်ဆိုတော့ကျွန်တော် share video မှာတော့ကျွန်တော်ဒီ အာ trading account ဒီ VD market မှာ100% credit bond နဲ့ရအောင်ဘယ်လိုဖွင့်တယ်လဲ trading account အစ်စ်တစ်ခုဘယ်လိုဖွင့်တယ်ဆိုတော့ပြပြပြီးသွားတယ်။အာပြပြပြီးရခါမှာလဲ POA state ရောက်လို့ရှိရင်ကိုယ့်ဘာသာကိုမတင်ဖို့နဲ့ POA state ရောက်လို့ရှိရင်ကျွန်တော်ခုနပြောလို့ပေါ့နော်။အာဒီကျွန်တော်ပြထားတဲ့ Telegram မှာရှိတယ်ကျွန်တော်တင် Telegram account ကိုသွားပြီးတော့အမှတ်ပုံတင်ရဲ့အမှတ်ပုံရှင်းအောင်ပဲဖြည်းဖြည်းလားမဟုတ် driver license ရှင်းအောင်ပဲဖြည်းဖြည်းအဲ့ဒါနဲ့အတူ email နဲ့ email ပေါ့နော်ကိုယ့် email address ကိုပို့ပေးရတယ်ကျွန်တော် trading account တစ်ခုကိုရမယ်ဆိုတော့ကျွန်တော်အစ်စ်တစ်ခုကိုကျွန်တော်ရမယ်ဆိုတော့ကျွန်တော် share video မှာပြောပြ ခဲ့တယ်ဒီကနေ့မှာတော့အခုရလာတဲ့ trading account တစ်ခုကိုကျွန်တော်တို့ကဘယ်လိုမျိုးအာဒီ deposit တင်မလဲပေါ့နော် minus နဲ့ဘယ်လိုမျိုး deposit တင်မလဲဆိုတာ ਨੇ ပတ်သက်ပြီးကျွန်တော်ဒီ video မှာပြပြပေးသွားမှာဖြစ်ပါတယ်ကိုယ်ရင်ဘယ်လိုလုပ်မလဲဆိုတာပြပြပေးသွားမှာဖြစ်ပါတယ်အဲ့တော့ video လေးမစခင်မှာကျွန်တော်ရဲ့ဒီ the one no trade channel လေးကို subscribe လုပ်သားဖို့ပြောချင်ပါတယ် video လေးကိုစလိုက်အောင် okay အဲ့တော့ဒီမှာကျွန်တော်တို့ဒီမှာဆိုရင်ကိုယ့်ရဲ့ဒီ trading account တစ်ခုကိုကျွန်တော်ကဒီ CRM ပေါ့နော်ဒီဒီ VD market ရဲ့ CRM တစ်ခုကျွန်တော်ဝင်လိုက်ပြီပေါ့ဝင်လိုက်ပြီဆိုကျွန်တော်တို့ဒီမှာ live account ပုံစံကြီးပေါ်လာမျိုးကျွန်တော်တို့ရှိတယ်အဲ့ရှိတဲ့ဆိုတဲ့ခါမှာကျွန်တော်တို့က အဲကျွန်တော်ဒီမှာက100%ကရတာဒီကျွန်တော် trading account အတစ်ဆိုရင်ရတယ်အဲအဲ့လိုမဟုတ်ဘဲ trading account အသုံးပြသား trading account တစ်ခေါက်အဲအမြဲတုံးရဟာတစ်ခုဆိုကျွန်တော်က20%ရတယ်ပေါ့ဒီမှာဆိုကျွန်တော်ဒီမှာအာဒီဘက်မှာမြင်လားမသိဘူး940ဆိုတဲ့ခါမှာဒီ450ပေါ့450 twin ရတဲ့ခါမှာ20%ကျွန်တော်60 အာဒေါ်လာကျွန်တော်တို့20%ရတယ်အစ်စ် trading account အစ်စ်တွေဆိုရင်ကျွန်တော်တို့ကဗာရလေ100%ရတယ်အဲ့လိုမှမဟုတ်ဘဲနဲ့ကိုကအသွင်းထုတ်လုတ်ပြီးရဲ့လူဆိုရင်တော့ကျွန်တော်နောက်တစ်ခါပြန်သွင်းမယ်ဆိုရင်တော့ကျွန်တော်ဒီအတော့ပဲပြောအောင်ဗောဒါမျိုးဆိုကျွန်တော်က20%ရတယ်ဆိုတော့ကျွန်တော်ကြိုပြီးတော့ပြောထားချင်ပါတယ်အဲ့တော့100%လည်းရမယ်အာကိုကနောက်တော့အဲ့ဒီထည့်မယ်ဆိုရင်20%ရမယ်ဆိုတော့ကျွန်တော်ကကြိုပြီးတော့ပြောထားချင်ပါတယ်အဲ့တော့ငွေကိုဘယ်လိုသွင်းမလဲဆိုတဲ့အပိုင်းကိုကျွန်တော်ဆက်ပြီးသွားလိုက်အောင်အဲ့ငွေကိုဘယ်လိုသွင်းမလဲဆိုတဲ့အခါမှာကျွန်တော်ဒီမှာဆိုရင်အာဒီမှာကျွန်တော်တို့ရဲ့ဒီ ဗီဒီမားကရဲ့ website ကိုသွားမယ်။သွားပြီးတော့ကျွန်တော် login နဲ့ password နေရာမှာကျွန်တော် email ထည့်မယ်။ပြီးလို့ရှိရင်ကျွန်တော်တို့ဒီ password ကိုရဲ့ password ထည့်မယ်။ထည့်ပြီးတော့ကျွန်တော်ဘာလို့လိုက်ရမလဲဆိုတော့ account ဝင်လို့ရမှာဖြစ်ပါတယ်။ဝင်ပြီးလိုက်ပြီဆိုကျွန်တော်ဒီပုံမှာပြတ်ထားသလိုဒီပေါ်နေမှာဖြစ်ပါတယ်။အဲ့မှဆိုကျွန်တော် deposit ဆိုတဲ့နေရာအပေါ်နေရာတွေ့လိမ့်မယ်။ Okay deposit ဆိုတဲ့နေရာကိုကျွန်တော်နှိပ်လိုက်မယ်။ Okay Okay အာ okay ရပြီဒီ deposit ဆိုတဲ့နေရာပေါ်နေလို့ရှိရင်ဒီမှာကျွန်တော်ကဘယ် account တွေကို trading ဘယ် trading account တွေကိုကျွန်တော်ကဒီငွေထည့်มาလဲပေါ့ကျွန်တော်ကဒါသုံးခုဖွင့်ထားလို့ပေါ့အဲကိုကြိုက်တဲ့ဟာတစ်ခုကို ရွေးပြီးတော့ထည့်လို့ရတယ်အမောင့်ဘယ်လောက်ထည့်မလဲဆိုတာလေကိုယ်စိတ်ကြိုက်ထည့်လို့ရတယ်အနည်းဆုံးတော့ကျွန်တော်ဒီ minimum ကအနည်းဆုံးဒေါ်လာ50ထည့်ရတယ်ဆိုတော့ဒါချုပ်ပြီးတော့တည်ထားရမယ်ပေါ့ဒီမှာရေးထားတယ်အာ okay 15ဒေါ်လာနေရမှာဖြစ်နေဒီမှာတော့ okay ထားပါတော့အဲ့တော့ကျွန်တော်တို့ဒီမှာဆိုရင်ငွေထည့်မယ်ပေါ့ကျွန်တော်ဒီမှာအေးစမ်းမဲ့ကျွန်တော်ဒေါ်လာ200လောက်ထည့်လိုက်မယ်ပေါ့တော့200လောက်ကျွန်တော်အေးစမ်းမဲ့ထည့်ပြီးတော့ဘယ်လိုမျိုးထည့်ရလဲဆိုတဲ့အပိုင်းကျွန်တော်ထည့်ထည့်ပြပေးမယ်အဓိကတော့ကျွန်တော် binance နဲ့ထည့်မှာပေါ့နော် okay ကျွန်တော်200ကျွန်တော်နှိမ့်လိုက်မယ်နှိမ့်လိုက်ပြီးသွားပြီဆိုကျွန်တော်ဘာဖြစ်သွားပြီလဲဆိုရင်ဒီမှာအောက်မှာဘာမှဆက်ပြီးရွေးကြမလို့ဘူးအဲ continue ကိုသွားလိုက်မယ် continue okay ကနေညူသွားလိုက်မယ်ဟယ်လိုโอเคရာโอเคโอเคအဒီမှာဆိုကျွန်တော်ကဒီမှာဒီ time အဲ instant ban transfer တွေပေါ့အဓိကကျွန်တော် time region နဲ့ဖွင့်ထားတဲ့သူတယောက်ဆိုတော့ time ပါတယ်ပေါ့နော်အကိုက time region နဲ့ဖွင့်ခြင်းနေဆိုရင်ဒါ time region နဲ့ဖွင့်ထားတဲ့သူတွေဆိုရင် time ban နဲ့ထားရတဲ့သူတွေလို့ရတယ်မဟုတ်ဘူးကိုကမြန်မာနိုင်ငံမှာဖွင့်ထားတယ်ဆိုရင်တော့ကျွန်တော်မြန်မာ ဒီဆိုတော့ကျွန်တော်တို့ဒီ Binance နဲ့သွားတာပို့ပြီးတော့တင်တော်တယ်ပေါ့နော်တင်တော်တယ်ဆိုတော့ okay ကျွန်တော်ဒီမှာဆိုရင်ကျွန်တော် Binance နဲ့သုံးမှုဆိုတော့ TRC20 ပေါ့နော်မမမြန်မာမြန်မာ USD TRC20 ဆိုတော့ကျွန်တော်ရွေးလိုက်မယ်ရွေးလိုက်ပြီးတော့ကျွန်တော်တို့ဒီမှာအောက်မှာ continue ပဲကျွန်တော်ဆက်ပြီးသွားလိုက်မယ် continue ဆက်သွားလိုက်တဲ့ခါမှာ okay โอเคเนาะยาပြီပေါ့ဒီမှာဆိုဒီမှာကျွန်တော်ဘာရလာပြီလဲဆိုတော့ကျွန်တော်ငွေထည့်ဖို့ကြူပါရလာပြီပေါ့နော်ဒီငွေထည့်ဖို့ကြူပါရလာပြီအဲ့တော့ဒီညမှာငွေထည့်ဖို့ကြူပါရလာပြီဖြစ်တဲ့အတွက်ကျွန်တော်ကဘာလုပ်လို့ရလဲဆိုတော့ကျွန်တော် Binance account ကနေဒီဟာကို scan ဖက်ပြီးတော့ကျွန်တော်ဘာလုပ်လို့ရပြီလဲဆိုရင်ကျွန်တော်ငွေစပြီးတော့ထည့်လို့ရပြီအဲ့တော့အာဒီညမှာကျွန်တော်တို့ Binance ကိုသုံးနေကြတူကတော့နားလဲလိမ့်မယ် Binance ကိုသုံးနေကြတူမဟုတ်ဘူးပေါ့နော်သုံးနေကြတူမဟုတ်ဘူးဆိုတော့နားလဲမှာမဟုတ်ဘူးနားလဲမှာမဟုတ်တဲ့အတွက်ကျွန်တော်ဘယ်လိုမျိုးလုပ်ရလဲဆိုတော့ကျွန်တော်ကျွန်တော် phone နဲ့တစ်ခါလဲကျွန်တော်လုတ်ပြပေးသွားမယ်အဲ့တော့ကျွန်တော် phone လေးကိုတစ်ချက်တော့ video record တစ်ချက်မှတ်လိုက်မယ်ပေါ့နော်ကျွန်တော် phone ကို mic ပြင်ပြီးတော့အာ video record တစ်ချက်မှတ်မှတ်လိုက်မယ် โอเค โอเคဟုတ်ပြီနော်အဲ့ဒီမှာဆိုကျွန်တော်ဒီမှာဖုန်းနဲ့ကျွန်တော် record ဖမ်းလိုက်ပြီအဲ့မှာဆိုကျွန်တော်တို့ဘာသွားမလဲဆို Binance ကိုသွားလိုက်မယ် Binance ကိုသွားပြီလို့ရှိရင်ဒါကကျွန်တော်ကဒီ trading account တွေကိုကျွန်တော် MFI ထဲကိုဒီ Binance ကနေငွေထည့်มาဖြစ်တဲ့အတွက် Binance ဘက်ကကြည့်မယ်ဆိုတော့ကျွန်တော် withdraw ပေါ့နော် withdraw ကိုနှိပ်ရမယ်အမြင်လာမှာဖြစ်ခရီးရ withdraw ကျွန်တော်နှိပ်လိုက်မယ်နှိပ်လိုက်ပြီးမှဆိုရင်ကျွန်တော် P2P မဟုတ်ဘူးအောက်က withdraw ဆိုအောင်နှိပ်လိုက်မယ်โอเคနှိပ်လိုက်ပြီးကျွန်တော် USD အာ DD ကိုကျွန်တော်နှိပ်လိုက်မယ်နှိပ်ပြီးလို့ရှိရင်ဒီမှာ uh, address ဒီအမ address ပေါ့နော်အ long press to pass ဆိုတဲ့ဟာကိုကျွန်တော်တို့ကနှိပ်တဲ့ခါမှာဒီဟာကို copy ယူပြီးတော့ကျွန်တော်ဒီဘက်မှာနှိပ်လိုက်လေရတယ်အဲ့လိုမဟုတ်ဘဲနဲ့ဒီမှာတစ်ခါလေးကျွန်တော်ဒီမှာ scan ဖက်လိုက်ပြီးတော့ဒီမှာ scan ဖက်ပြီးတော့ဒီ scan ပုံလေးကိုဒီဟာဖက်လိုက်မယ်ဆိုတော့ကျွန်တော်ရတယ် နှိပ်လိုက်မယ်နှိပ်ပြီးလို့ရှိရင် network network မှာတော့ကျွန်တော်တို့ TRC20 ပေါ့ဒီ TRC20 ယူထားတာဖြစ်တဲ့အတွက် TRC20 ကိုကျွန်တော်ယူလိုက်မယ်ယူပြီးလို့ရှိရင်ကျွန်တော်မာလုပ်လိုက်မယ်ဆိုရင်ကျွန်တော်တို့ဒီအာဒေါ်လာ200ထည့်မယ်ပေါ့ကိုကဒေါ်လာ200ထည့်မယ်ဆိုရင်ကျွန်တော်က200နဲ့မှဒေါ်လာလွှဲရတယ်ကိုက100ထည့်မယ်ဆိုရင်100နဲ့မှဒေါ်လာလွှဲရတယ်ဆိုတော့ကျွန်တော်ချူတိုးထားခြင်းနဲ့အော် transition fee ကပေါ့နော်ဒီ network fee က1ဒေါ်လာရှိတယ်အဲ့တော့ကျွန်တော်ဒီမှာဆိုရင်200ဒေါ်လာကျွန်တော်လွှဲမှပါလေကျွန်တော်200ရှောက်မှာပေါ့နော်အဲ့တော့200ဒေါ်လာကျွန်တော်လွှဲရမယ်โอเควิดโดรထည့်လိုက်မယ်ပြီးရင် continue နှိပ်လိုက်မယ်ကျွန်တော်စကန်ဖတ်မယ်ပေါ့နော်မျက်နှာစကန်ဖတ်မယ် โอเคสแกนဖတ်လိုက်ပြီဒါဆိုရင်ကျွန်တော်တို့ရပြီဒါပြီးရင်ကျွန်တော်တို့ဒီ submit နှိမ့်လိုက်မှာပေါ့โอเค submit နှိမ့်လိုက်မယ်ဆိုရင်ကျွန်တော်ရပြီဒါဆိုရင်ကျွန်တော်တို့မကြခင်မှာပဲကျွန်တော်တို့ရဲ့အာ Binance Binance account တွေကနေကျွန်တော်ဒီဒေါ်လာထွက်သွားမယ်ဒေါ်လာထွက်သွားပြီးတော့ကျွန်တော်တို့ဘာဖြစ်သွားမယ်ဆိုရင်ကျွန်တော်တို့ဒီအာ trading account တွေပေါ့နော်ကျွန်တော်လိုအပ်တဲ့ MD5 ထဲကို MD5 trading account တွေကိုဝေကဝင်လာမှာဖြစ်ပါတယ်ဒါတော့အခက်ခဲတာဆောင်းရတယ်ပေါ့တရားတော့9မိနစ်မကျော်ပါဘူးဒါကျွန်တော်ဒီမိနစ်ပိုင်းအတွင်းအာကျွန်တော်ဘာဖြစ်သွားမယ်ဆိုရင်ဝေကဝင်လာမှာဖြစ်ပါတယ်โอเค သိမကောင်းโอเคဟုတ်ဒီဗီဒီယိုကလောက်ပါပဲအဓိကတော့တိတ်မကြခင်မှာကျွန်တော်တို့ထရိုင်ကောင်အသစ်ဆိုရင်တော့ကျွန်တော်ဘာဖြစ်သွားမလဲထရိုင်ကောင်အသစ်ဆိုရင်တော့ဒါဆိုကျွန်တော်တို့ဒီမှာ back to home page ကိုသွားလို့ရပြီ။အာကျွန်တော် training ကောင်းအသစ်ဆိုရင်ကျွန်တော်ကမလုပ်လို့ရလဲဆိုရင်ကျွန်တော်100%တရားရင်လို့ရမယ်။ကိုကအဲ့လိုမဟုတ်သုံးလိုက်ကြတခါအသွင်းပြီးသားပေါ့နော်။တခါမှအသွင်းထုတ်မလုပ်တာမဟုတ်တခါတော့အသွင်းပြီးသားထုတ်ရှိရတဲ့လူဆိုရင်တော့အသွင်းထုတ်ရှိဘူးတဲ့လူဆိုရင်တော့ကျွန်တော်ဒီ training ကောင်းအသစ် ဆိုရင်အဲ့ငွေအထည်တိုင်းမှာ100%မရတော့ဘဲနဲ့20%တော့ကျွန်တော်ရနိုင်မှာဆိုတော့ကျွန်တော်ကြိုးပြောချင်ပါတယ်အဲ့တော့နောက်ထပ် video မှာကျွန်တော် withdraw ကိုဘယ်လိုထုတ်တယ်လဲဆိုတာနဲ့ပတ်သက်ပြီးပြောပြပြီးသွားမှာဖြစ်လို့ပဲကိုကအခုအဲ့ဘာပေါ့ကျွန်တော်မေးကြလာပြီအကိုကပေါ့နော်အာ Binance account မရှိဘူးပေါ့ Binance account မရှိဘူးအာ scan တခုနပြော scan ထိတော့ရောက်သွားပြီ Binance account မရှိဘူးငွေထည့်ချင်တယ်အာ KB KB နဲ့ဘယ်လိုထည့်ရမလဲ KB နဲ့ကိုထည့်ပေးလားဆိုတဲ့ခါမှာထည့်ပေးပါတယ်ကျွန်တော်အဲ့လိုထည့်ပေးဖို့ဆိုရင်ကျွန်တော်ရဲ့ဒီအာ team ဖြစ်တဲ့ domain no trade အာဒီ Telegram ာ channel ကိုတွားလိုက်လို့ရတယ် telegram account ကိုတွားလိုက်လို့ရတယ်အဲ့မှာဆိုရင်သူတို့အာ kb နဲ့ kb နဲ့ကျွန်တော်ဒီ binance နဲ့ကိုသူတို့ဒီ exchange လုပ်ပြရလို့လုပ်ပြရပေါ့နော်လုပ်ပြရလေဖြစ်တဲ့အတွက်ကိုက binance account မရှိဘူးငွေထည့်ချင်တယ် binance account မရှိဘူး trading account နဲ့ငွေထည့်ချင်တယ်ဆိုရင် kb နဲ့ထည့်ချင်တယ်ဆိုရင်ကျွန်တော်တို့ဒီ telegram လာလို့ရပါတယ်ဒီမှာဗီဒီယိုမှာလည်းကျွန်တော် telegram ကို chat ထားပေးတယ်အဲ့မှာတွားပြီးတော့အာ kb နဲ့အတူတူဒီထည့်ကို trading account တွေကိုငွေထည့်လို့ရပါတယ်နောက်ထပ်ဗီဒီယိုမှာပြန်ပြပါမယ်ကျေးဇူးတင်ပါတယ်